1965ခုနှစ်နောက်ပိုင်းဘရာဇီးရဲ့ပထမဆုံးသောနိုင်ငံသားနေပြောင်ဖြစ်လာတဲ့အန်ဆယ်လော့တီရီယယ်မက်ဒရစ်အသင်းရဲ့နေပြောင်ကြီးကာလိုအန်ဆယ်လော့တီဟာဘရာဇီးလေဝစီယန်အသင်းကိုကန်ထွဲတော့မှာဖြစ်လို့ဒီယာဒီယိုဂိုမှာကလပ်အသင်းကနေထွက်ခွာသွားတော့မှာဖြစ်ကြောင်းဘရာဇီးဘောလုံးအဖွဲ့ချုပ်ကမေလ12ရက်နေ့ကကြေညာခဲ့တာဖြစ်ပါလိမ့်။အသက်65နှစ်အရွယ်အီတလီလူမျိုးနေပြောင်ဟာ1965ခုနှစ်နောက်ပိုင်းဘရာဇီးရဲ့ပထမဆုံးသောနိုင်ငံသားနေပြောင်တစ်ယောက်ဖြစ်လာမှာပါ။ ဇာဝေလွန်စွာရီယယ်မထွေနေပြတဲ့အဖြစ်ခန့်အဖို့ရှိနေလို့ပြည်ရဲ့ဘက်ကဘိုင်ယန်လေးပါးစီရင်တဲ့ကနေထွက်ခွာကြောင်းအတည်ပြုခဲ့တာဖြစ်ပါလိမ့်ဘောလုံးရဲ့သမိုင်းမှာအကြီးအကျယ်ဆုံးနိုင်ငံလေပစင်အသင်းကိုအခုအခါမှာတော့ကမ္ဘာအောင်မြင်ဆုံးနီးပြားကဥဆောင်လာတော့မှာပါ။တူအောင်2026ကမ္ဘာပလာအထည်ဘရာဇီးကိုဥဆောင်မှာဖြစ်ပြီးလာမယ့်လအီဂွေဒေါနဲ့ဘာလာဂွေရိုနဲ့ဇာမဲကမ္ဘာပလာချစ်စစ်ပွဲစဉ်နှစ်ပွဲမှာလေးနီးပြားအနေနဲ့တောင်းယူသွားမှာပါ။ ဘရာဇီးအသင်းကိုကာလိုအန်စတော့ဒီဥဆောင်မှုခေါ်ယူလိုက်တာဟာမာဗျူအာမြောက်တဲ့လှုပ်ဆောင်မှုတစ်ခုထပ်ကိုပို့ပါလေ။ကျွန်တော်ဟာဆင်မြင့်ရဲ့ထိတ်ဆုံးနေရာကိုပြန်လဲရယူလို့စိတ်စိတ်ပိုင်းဖြတ်ထားကြောင်းကဘာကိုပြသလိုက်တာပါလို့ဘရာဇီးဘောလုံးအဖွဲ့ချုပ်ရိုဒရီကိုကဖွင့်ရပြောဆိုပါလေ။ဘရာဇီးလေဦးစင်နေရာမက်စလာတို့ကဂျင်နီနာကို၄ကိုရိုကိုနဲ့ရှုံးနိုင်ခဲ့ပြီးရဲ့နောက်ဒိုရီဘိုဂျူနီယာကိုရာထူးကနေထုတ်ပယ်ခဲ့တယ်လို့သူတို့ဟာအမေရိကန်မက္ကဆီကိုနဲ့ကနေဒါတို့မှာကျင်းပါမယ့် ကမ္ဘာ့ပြန်ပွဲရဲ့တောင်မရိကခြေစပွဲဇုံမှာအဆင်နှင်းနေရာမှာရပ်တည်နေတာဖြစ်ပါလိမ့်။ဇလမီရောရိုဒွေကိုကသူကတမန်တစ်ချောင်းအကြီးကျယ်ဆုံးသော နေပြတယောက်ပါပဲ။အခုလည်းပဲသူဟာကမ္ဘာ့အကြီးကျယ်ဆုံးသော အသင်းရဲ့တောင်ကိုယူထားပါလိမ့်။ကျွန်တော်ကဘရာဇီးဘောလုံးလောကအတွက်ခမ်းနားတဲ့အခန်းအသစ်တွေကို အတူတူရေးထိုးကြတော့မှာပါလို့ဖွင့်အားပြောဆိုကြရလည်းပဲဖြစ်ပါလိမ့်။ ကမ္ဘာဘလောက်ကို9ချိန်နဲ့ဆန်းချိန်နဲ့အများဆုံးရရှိထားတဲ့ဘရာဇီးလေဗစ်စင်အသင်းဟာဒီဘလောက်ကို2002ခုနှစ်ကနောက်ဆုံးဆုတ်ခွခဲ့တဲ့နောက်ပိုင်းဆယ်စုနှစ်ခုကြာအောင်စိတ်ပြစရာတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါလိမ့်နေပြန်အစတော်ဒီယောရီယယ်မထွေအသင်းကိုနှစ်ကြိမ်တောင်ယူခဲ့တဲ့ကလာအတွင်းမှာလာလီဂါနဲ့ချန်ပီယံလိနှစ်ကြိမ်အောင်မြင်မှုအပါအဝင်ဆူပလာ15လုံးရရှိခဲ့ပြီးအသင်းရဲ့အောင်မြင်ဆုံးမန်နေဂျာတစ်ယောက်အနေနဲ့မထွေကနေထွက်ခွာခဲ့တာလည်းဖြစ်ပါလိမ့် ရေရွှေတွေတဲ့မှာပရမအောင်ဆုံးတောင်ရွေးတဲ့ကာလ2014ခုနှစ်မှာဆိုရင်သူတို့ရဲ့အစဲချင်းမြောက်ချမ်ပလီအောင်ပွဲကိုရရှိအောင်ဆွမ်းဆောင်ပေးနိုင်ကြတာလည်းပဲဖြစ်ပါလိမ့်။သူတို့ချမ်ပလီဆူလောက်ကို၃ချိန်တိုင်တိုင်ရရှိကြတာလည်းပဲဖြစ်ပါလိမ့်။နောက်2015ခုနှစ်မှာယာရုကနေထုတ်ပယ်ခံရပြီးတဲ့နောက်6နှစ်ကြာဇီတန်းယာရုကနေနှုတ်ထွက်တဲ့အချိန်ပြန်လည်ရရှိလာပြီးတော့2022နဲ့2024ခုနှစ်မှာဒီဘလောက်ကိုထပ်မံကံမြောက်နိုင်ကြတာလည်းပဲဖြစ်ပါလိမ့်။ နေပြည်တော်ဆော့တရား AC Milan အသင်းအပါအဝင် Chelsea, Paris Saint-Germain နဲ့ Bayern အသင်းတွေကိုလည်းဥဆောင်ခဲ့ပြီး AC Milan နဲ့အတူ2003ခုနှစ်နဲ့2008ခုနှစ်တွေမှာနေပြည်တော်အဖြစ် Champions League ကိုနှစ်ကြိမ်တိုင်တိုင်စကူရရှိခဲ့တာလည်းဖြစ်ပါလိမ့်။ Italy လိုမျိုးနေပြည်တော်ဥရောပဖလားကိုအချိန်အများဆုံးရရှိထားတဲ့နေပြည်တော်ဖြစ်ပြီး Zidane, Guardiola တို့နဲ့ Bob Bessie တို့ထက်နှစ်ကြိမ်ပိုပြီးစစ်ပေါင်း၅ကြိမ်ရရှိထားတာလည်းဖြစ်ပါလိမ့်။ စရော့နေပြအန်စရော့ဒီယာဘရာဇီလီဗီဇင်အသင်းကိုမေလာ26နှစ်မှာစတင်ကံတွယ်သွားမှာလည်းပဲဖြစ်ပါလိမ့်။တူဝါမက်ထရီရဲ့တမိုင်းမောင်အမြင့်ဆုံးနေပြအဖြစ်နဲ့ထွက်ခွာလာတော့မှာလည်းပဲဖြစ်ပါလိမ့်။နေပြအန်စရော့ဒီယာရီယယ်မက်ထရီအသင်းဟာယမနီကအဂလက်စီကိုပွဲစဉ်မှာရှုံးနိုင်ပြီးရဲ့နောက်ရာသီသိမ်းမှုသုံးပွဲနဲ့သာလွယ်တော်တဲ့အချိန်မှာဘာစီလိုနာအသင်းနဲ့ရာမတ်9မှတ်အထိကွာဟောက်သွားပြီးလာလီဂါဖလားမျောလင်းချက်အတွက်လည်းမရှိတော့ပါဘူး။ လာလီယာပြီးဆုံးမှာကမေလ25နှစ်မှာပြီးဆုံးမှာဖြစ်ပြီးပြီးပြီးချင်းပဲမေလ26နှစ်မှာဘရာဇီလီဝစီယန်အသင်းကိုစတင်ကန်တွေလာမှလည်းပဲဖြစ်ပါလိမ့်။ဘရာဇီလီဝစီယန်အသင်းကတော့ဂေါဘလာ70ပွဲတော်မရီကဇုံမှာဆင်လင်းနေရာမှာရပ်တည်ထားတာဖြစ်ပါလိမ့်။သူတို့က14ပွဲစားပြီးတဲ့အချိန်မှာ9ပွဲရှုံးနေထားပေမဲ့70ပွဲအောင်မြင်ဖို့ကတော့အချိန်နေကောင်းနေတော့လည်းပဲဖြစ်ပါလိမ့်။ နေပြောင်ကြီးဟန်စတော့လီအောင်ဘရာဇီးလယ်ဝင်အသင်းရဲ့နေပြောင်အဖြစ်ခံရဖို့သဘောတူညီမှုရရှိပြီးတော့နောက်တနင်္လာကလာစားအနေနဲ့ယူရို9တန်းပေးချေသွားမယ်လို့လည်းဘရာဇီးမီဒီယာအထုကဖော်ပြသွားကြပါလိမ့်ဘာဒီဘောလုံးဖွဲ့ချုပ်အောင်2026ကဘာဗလာပြိုင်ပွဲမှာအောင်မြင်မှုရရှိဖို့အတွက်ရည်ရည်နေကြောင်းသိရှိရပါတယ်။နောက်တစ်ဖက်မှာလည်းနေပြည်တော်ဂျန်စတော့ဒီရဲ့နေရာကိုဇာဘီအလွန်ဆိုနဲ့ရီယယ်မထွေအသင်းတို့ခံလိုက်ပြီးဖြစ်ပါတယ်။ ရီယယ်မန်ဒရစ်အသင်းကအလွန်ဆိုကိုဇွန်လ10ရက်နေ့ကနေစတင်ပြီးတော့အသင်းကိုကန်တွယ်စီလိုနေတာလည်းပဲဖြစ်ပါလိမ့်။ရီယယ်မန်ဒရစ်အသင်းကဇွန်လ16ရက်နေ့မှာကလာဘာဗလာပရမာဇုံပွဲစဉ်အဖြစ်ဆိုရီယက်ထဲဒီကလပ်အဟီလီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါလိမ့်။ရီယယ်မက်ထရစ်လီဗာပူးနဲ့ဘာယန်မနီအသင်းရဲ့ဇာမဟောင်းအစားပေးအလွန်ဆိုဟာတောက်ကြနေတုန်းကရာသီအကုန်မှာလီဗာပူးအသင်းကနေထွက်ခွာမယ်လို့လူသိချင်းကြောင်းကြေညာခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့ဇာမီလွန်ဆိုဟာရီယယ်မက်ထရစ်အသင်းကိုချက်ချင်းကန်ရယ်လိုခြင်းမရှိသေးပေ ဂလက်ဘောက်လာအပီးမှာပဲကန်တွေလုံးနေတာလည်းပဲဖြစ်ပါလေအလုံးစုံကအသင်းအကြောင်းကိုအလုံးစုံမသိသေးပဲပြန်ပွဲတစ်ခုကိုကန်တွေလိုခြင်းမရှိပါဘူးတပတ်မှလည်းရေးမထွေအသင်းကလည်းဂလက်ဘောက်လာပြန်ပွဲအတွက်ရောင်းနေပြတယောက်ခံမှုမှလည်းတင့်တော်နဲ့လုံးရတစ်ခုအဖြစ်မမြင်ပါဘူးစရောရီယမထွေအသင်းရဲ့ဇာဗီလွန်စရောဟာပြည်တဲ့ဘက်ကနေစတင်ပြီးတော့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီးမကြခင်ဆွေးနွေးမှုတွေအပြည့်အစုံလာဖို့ရှိနေတာလည်းပဲဖြစ်ပါလိမ့် နောက်တစ်ပတ်မှာလည်းရီယယ်မထွေအသင်းကကလပ်ဘာမလာမတိုင်ခင်လဘောဦးသိန်းမှထရန်လန်ဆန်နာအာနိုကိုလည်းခေါ်ယူနိုင်ဖို့ကြိုးပမ်းနေတာလည်းပဲဖြစ်ပါလိမ့်။အလွန်ဆိုကရီယယ်မထွေအသင်းမှာ2009ခုနှစ်ကနေ2014ခုနှစ်အထိ9နှစ်ကြာပူပြီးဘန်မနစ်မှာတော့2019ခုနှစ်မှာကစားမဘွားကနေအနားယူခဲ့တာလည်းပဲဖြစ်ပါလိမ့်။လေဘောဆင်းသင်းကိုရှုံးဝဲမရှိမှတ်တမ်းနဲ့ဘောလန်စတီယာဖလာရောက်ယူပေးနိုင်ခဲ့တဲ့အလွန်ဆိုဟာကလပ်ဟောင်းတစ်ခုကသာကရန်လာခဲ့မယ်ဆိုရင်ထွက်ခွာနိုင်မယ့်အထက်ကိုလေဘောဆင်းသင်းနဲ့နှုတ်အားဖြင့် သဘောတူညီထားသူလည်းပဲဖြစ်ပါတယ်။ကဲဒီတစ်ခါတော့တော်ဝင်တွေမှာနေပြည်တော်စတော်ဒီအထွတ်ဇာဘီလွန်ဆိုအဝင်းတော်ဝင်ပြည်သက်တွေစတင်ရင်ခုန်လို့ရပြီဖြစ်ပါလေ။လောဘဲကစားမှုတဲ့ကွင်းနဲ့ဒိုင်ကြည့်ကြလာမယ်ယူပါလိဖိုင်နယ်။မမမိမလားတော့မသိဘူးပြည်တဲ့ချန်ပီယံစင်မီဖိုင်နယ်ဒုတိယကြောပွဲစဉ်ပဲရစ်မှာ PSG နဲ့ Arsenal ပွဲစဉ်မှာလည်းဒီတန်လူကြီးကကင်တွေခဲ့တာလည်းပဲဖြစ်ပါလေ။ဒီတန်လူကြီးရဲ့နာမည်ကတော့ဖီလစ်ဇာဟာပဲဖြစ်ပါလေ။ လာမယ့်ဘက်မှာတော့ Yuvali Bolu ပွဲကို All English Final အဖြစ်ရင်ဆိုင်လာမယ့် Spa အသင်းရဲ့ United ပွဲစဉ်ကိုလည်းကြည့်ချက်လာတော့မှာလည်းဖြစ်ပါတယ်။အသက်53နှစ်အရွယ်ဇွာယာက2006နှစ်တုန်းကအစည်းအဝေးတိုင်းအဖြစ်နဲ့တောင်းထမ်းဆောင်နေစဉ် Danji Roberto Huiza ထံကနေပေါင်250ရောက်ယူမှုအဖြစ်6လပွဲပဲပြစ်ဒဏ်ချမှတ်ခံခဲ့ရဘူးတာဖြစ်ပါတယ်။ Danji Huiza ကတော့ရာသပံပွဲပဲချင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ဇွာယာကဝိုင်ဇာရဲ့လုံပွဲဇာမှုတွေကိုအာနာပိုင်တွေကပထမဆုံးအသိပေးခဲ့သူထံမှတယောက်ဖြစ်ပြီးအမအရင်တစုံတရာမလုပ်ခဲ့ကြောင်းသက်သေပြသနိုင်ခဲ့ပါလိမ့်။ဇွာယာဘွဲပဲပြစ်ဒဏ်ကနေလွတ်မြောက်လာပြီးရဲ့နောက်မှာတော့ဥရောပရဲ့အကောင်းဆုံးဒဏ်လင်ကြီးတွေထဲမှာတယောက်အဖြစ်ထိုးတက်လာခဲ့ပြီးပြေးခဲ့တဲ့ဘောတုံးလေးတုန်းက PSG Arsenal ဘွဲရဲ့ Champions League Semi-final ဘွဲစဉ်တွေကိုပါကြီးကြပ်ခွင့်ရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့် ။ဒါပြင်ဇွာယာဟာပြီးတဲ့နွေရာသီတုန်းကအင်္ဂလန်အသင်းတို့နယ်သာလန်ကိုနိုင်ရောက်ခဲ့တဲ့ယူရိုဆီမီဖိုင်နယ်ပွဲစဉ်ကိုလည်းထိတက်ခဲ့သေးတာလည်းဖြစ်ပါရည်။ယူဘလီဘလူးပွဲမှာမေလ20ရက်နေ့မှာဘီဘာအိုမှာရင်ဆိုင်သားသွားမှာလည်းဖြစ်ပါရည်။ဒါပြင် UEFA ကမေလ20ရက်နေ့ပိုလန်နိုင်ငံမှာကျင်းပသွားမယ့် Chelsea Real Madrid တို့ရဲ့ဈာမဲ့ Yuba Conference League ဘောလုံးပွဲကိုလည်းကြီးကြပ်ဖို့အတွက် Bosnia ဒိုင်းလူကြီး Arvin Pedro ကိုလည်းခန့်အပ်လိုက်ပြီလည်းဖြစ်ပါတယ်။ မေလ30ရက်နေ့ PSG အင်တာမီလန်အသင်းကစားရမယ့်ဂျမ်လီဘိုလူပွဲကိုတော့ရိုမေးနီးယားဒိုင်လူကြီးအီဗန်ကိုဘေးကကင်တွယ်သွားမှာလည်းပဲဖြစ်ပါလိမ့်။ယေဘလီဘိုလူပွဲလက်မှတ်ကို အကန့်အသတ်နဲ့သာ ရရှိလာမယ့်ယူရက်ရဲ့အစားမများယူရက်ရဲ့အစားမတွေဟာလာမယ့်တစ်ပတ်မှာဘီဘာအိုမှာစပါးအသင်းနဲ့ရင်ဆိုင်ရမယ့်ယူဘလီဘိုလူပွဲအတွေ့လက်မှတ်နှစ်ဆောင်တည်းသာအကန့်အသတ်နဲ့ရရှိလာကြမှာလည်းပဲဖြစ်ပါလိမ့်။ ဒါပေမဲ့ယူနိုက်တက်ဇာမောက်ရီအနေနဲ့မေလ24နေ့မှာဇာမက်စပါနဲ့ပွဲစဉ်အတွက်လက်မှတ်10ဆောင်းအထိကလပ်ထံကနေဝယ်ယူပိုင်ခွင့်ရှိနေပါလိမ့်။ယောဒက်ကယူမလီဘောလူပွဲစဉ်အတွက်လက်မှတ်ခွင့်နဲ့ဟာ15000နဲ့ပရိသတ်ထံကိုတန်းနိုင်ဆုံးရောင်းချနိုင်ရေးအတွက်အခုလိုလှုံ့ဆော်လာခဲ့တာဖြစ်တယ်လို့သိရှိရပါလိမ့်။ပြေးတဲ့ဘတ်တော့ကကလပ်ဝန်ထမ်းတွေကိုယူပါလိဘောလူပွဲလက်မှတ်အခမဲ့ပေးဝေလာမှာမဟုတ်ကြောင်းအတိပေးခဲ့ပြီးရဲ့နောက်ကစားမတွေကိုလည်းလက်မှတ်နှစ်ဆောင်တည်းသောအကန့်အသတ်နဲ့ပေးဖို့ဆုံးဖြတ်လာခဲ့တာလည်းပဲဖြစ်ပါလိမ့် ်ရွာတဲ့ဝန်ထမ်းတွေကတော့ယူပါလိဘောလူဘက်ကိုကလပ်မှာပဲရုပ်တံကနေတဆင့်ကြည့်ချူခွင့်ရမှာလည်းပဲဖြစ်ပါလိမ့်ဘောလူဘဲပါတီကိုတငယ်ချင်းတွေခေါ်ဆောင်ခွင့်လည်းပေးထားပါလိမ့်ကလပ်ဝန်ထမ်းတွေအနေနဲ့ဘောလူဘဲပါတီမှာဘေးရနှစ်ခွက်တောင်းခွင့်ရှိမှာဖြစ်ပေမဲ့အဖော်လိုက်လာတဲ့သူတွေအနေနဲ့ကတော့ဝယ်ယူတောက်တုံးရမှာလည်းပဲဖြစ်ပါလိမ့်ရလဲကကလပ်ဝန်ထမ်းများစွာကိုဖယ်ချထားပြီးအသုံးစရှင်းချမှုပြုလုပ်ပြီးတဲ့နောက်အခုလိုပဲကလပ်ဝန်ထမ်းတွေကိုအခမဲ့လက်မှတ်မပေးတာတွေ ။အစားမတွေကိုလည်းနှစ်ဆောင်နဲ့သာခမဲ့ပေးတာစသဖြင့်ပြုလုပ်လာခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့တော့စပါတင်ကတော့ကလပ်ဝန်ထမ်းတွေအားလုံးကိုလက်မှတ်စောင်းစီအခမဲ့ပေးထားပါလိမ့်။ဒါပေမဲ့စပါတင်ကယူပါလိဘိုလူပဲကြီးမဲ့ကလပ်ဝန်ထမ်းရဲ့ခရီးဈေးနဲ့တဲကိုဈေးကိုပေးချေသွားမှာတော့မဟုတ်ပါဘူး။ဂျမလီဘိုလူဘဲကိုရောက်တဲ့ PSG ရဲ့အသင်းကတော့ကလပ်ဝင်တဲ့အားလုံးကိုမြို့နယ်ဘိုလူဘဲလက်မှတ်အခမဲ့ပေးသွားမယ်အပြင်ခရီးစရိတ်တဲခိုစရိတ်စသဖြင့်အရာအားလုံးလည်းပေးသွားမှာပဲဖြစ်ပါလိမ့်။ဒါပြင် PSG ရဲ့အသင်းကလပ်ဝင်တဲ့ကိုလည်း Champions League အချိုးကျ ေးဝေးသွားအောင်မှာလည်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဘဲတယ်မလို့ကိုစိတ်နှပြတမ်းမှချမ်းသာကြပါစေခင်ဗျာ